တာရတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြ Channel ကနေမှတဖန်ပြန်လဲပြီးကြိုဆိုပါတယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့စကိုင်း PDF တဲ့အကြောင်းကိုပြောချင်တယ်နော်ဆိုတော့ပထမဦးဆုံးစကိုင်း PDF ရဲ့အကြောင်းကိုမပြောခင်မှာစကိုင်း PDF တွေနဲ့ပတ်သက်တဲ့ဗီဒီယိုအတန်ကိုပဲနားထောင်ရအောင်နော်ဗီဒီယိုကတိတ်ပြီးမှပြလို့အဆင်မပြေတဲ့အတွက်ကြောင့်အတန်ပဲနားထောင်ကြည့်ရအောင်မပြောမပြောလား yeah yeah လည်းတိတ်မမမီလို့ကျွန်တော်ဟဲ့ကျွန်တော်ကျွန်တော်ကျွန်တော်လည်းမမမီဘူးလည်းဒီကဒီမျိုးဒီစပါနေငါ့ဟောလာလိမ့်နေရဟိုဘေးကောင်းအောင်ဖြေနာပါပဲလက်ကောင်းအောင်ဖြေရင်ဘယ်သူမှမရိုက်ဘူးဖြေတော့မင်းမင်းလူရီဦးကတော့ March 18ရက်နေ့မှာသူတို့ဖမ်းဆီးထားတဲ့စကိုင်း PDF တွေကိုလွတ်ပေးလိုက်ပြီးဆိုပြီးမှအေယာဝတီဒရင်ဌာနထဲမှာပြောင်းလဲပြောင်းစားနေတူပြောခဲ့တာ ဆိုတော့မနေ့က25ရက်နေ့တုန်းကလည်းကျမပြောပြီးပြီကျမသတင်းလုတ်တဲ့အချိန်ထိစကိုင်း PDF တွေကိုလုံးဝမြောက်လာခြင်းမရှိသေးဘူးလို့ကျမပြောခဲ့တယ်နော်ဆိုတော့မနေ့ညမှာကျတော့ဒီ social media ထဲမှာဘာဗီဒီယိုထွက်လာခဲ့တယ်လဲဆိုတော့စကိုင်း PDF တွေကိုနှိပ်စက်တဲ့ဗီဒီယိုထွက်လာခဲ့ပြီခဏတော့ကျမတို့ကြားရတယ်နော်သူတို့မေးတယ် အဲ့ထဲမှာစကိုင်း PDF ကပြောတယ်ကျွန်တော်မသိတော့ဘူးကျွန်တော်မမှတ်မိတော့ဘူးလို့ပြောတဲ့ဥစ္စာကို TNLAD ကသူ့ရဲ့ခေါင်းကိုခြေထောက်နဲ့ကန်ပြီးမှနှိပ်စက်နေတဲ့အရာဖြစ်တယ်ဆိုတော့အခုသူတို့နှိပ်စက်တဲ့ခါမှာ PDF ဒီရဲ့မျက်နှာကိုအဝတ်ဖြိုနဲ့ပိတ်လိုက်တယ်ပြီးလို့ရှိရင်လက်ပြန်ကျိုးတုပ်ပြီးမှတိုင်မှာခြီးပြီးမှသူ့ကိုနှိပ်စက်တယ်အခုဒီဗီဒီယိုထဲမှာကတော့နှိပ်စက်တာ PDF တယောက်တည်းပဲတွေ့တယ်။ကျန်တဲ့ PDF တွေကိုဘယ်မှာချီထားတယ်ဆိုတော့တော့မသိဘူး။အခုဒီဥစ္စာနဲ့ဆက်ပြင်းမှမပြောခင်မှာကြွတဲ့တင်းတကူကိုထပ်ပြင်းမှတင်ပေးခြင်းနဲ့ဒါကပါလေဆိုတော့ဒီ match လ23ရက်နေ့မှာ PDF တွေနဲ့ KIA 30ကျော်ကိုဖမ်းပြမှနှိပ်စက်တယ်ပြလို့ရှိရင်ဒီ PDF တွေကိုပါတီးတယ် PDF ကလေးကိုနင့်တယ်ချင်းတလားဆိုပြီးမှမဲတဲ့စကားတွေကိုကျွန်မ24ရက်နေ့တည်င်းထဲမှာတင်ခဲ့ပြီးသားဖြစ်တယ်ဆိုတော့အဲ့23ရက်နေ့မှာပဲသူတို့ဘာလုပ်လာတယ်လဲဆိုတော့ moment မြို့မှာရှိတဲ့မန်ဘွေရွာဟောင်း JD ကုန်းမှာတတ်ချပြီးမှနေတဲ့ SSPP တွေကိုဒီဖျားကုန်းကနေနင့်တို့စခန်းပြောင်းပေးပါဆိုပြီးမှလာပြောဖို့လို့ပြောတာပဲအခုကျမနဘေးနားမှာတင်ထားတယ်နော်အခုဒါကတို့ရဲ့ချင်းချောက်စာဖြစ်တယ် TNLAD ကအမြဲတမ်းတနင်္လာကိုသွားတယ်ဆိုလို့ရှင်သူတို့ကလူမိုက်လိုပဲเนาะ gangster လိုပဲလူအုပ်ကြီးနဲ့တနတ်တွေနဲ့သူတို့သွားတယ် SSPPD ရဲ့နေရာကိုသွားတဲ့အခါမှာ SSPPD ကပြောတယ်နင်တို့ဒီဝါသန်းကိုဖြတ်တယ်ဆိုလို့ရှိရင်နင်တို့ကိုငရုတ်တနဖောက်မယ်လို့ပြောတယ်ဆိုတော့23ရက်နေ့တော့ဘာဖြစ်တယ်ဆိုတာတိတ်စိတ်တော့မသိဘူးဒါပေမဲ့မနေ့ကထုတ်ပြန်ထားတဲ့ချင်းချောက်စာထွက်လာတဲ့အခါမှာကျတော့ဒီထဲမှာဘာပြောထားတယ်လဲဆိုတော့သူတို့ဒီ TNLD က SSPPD တတ်ချထားတဲ့ဖပုတ်ရွာဟောင်းမှာရှိတဲ့ဇေဒီကုန်းမှာတတ်ချထားတဲ့ SSPPD ကိုနင့်တို့ဒီကနေမှစခန်းကြီးရွှေ့ပေးပါဆိုပြီးမှသွားပြောဖို့ရတော့လာတဲ့ဥစ္စာကို SSPP ကနေမှတနပ်ဖောက်တယ် ဆိုတော့အခုနင်တို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လာရှင်းပါနင်တို့မရှင်းဘူးဆိုလို့ရှိရင်နောက်ဘေးအရာပဲဖြစ်လာဖြစ်လာနင်တို့တာဝန်ယူရမယ်ဆိုပြီးမှချိန်ချောက်တဲ့အစားထွက်လာခဲ့တယ်ဆိုတော့ဒီနေ့ TNLAD ဟာကျွန်တော် KIAD နဲ့လည်းမဟာမိတ်ဒီတို့ချိုးဖောက်ပြီးတာဖြစ်တယ် SSPP ဒီနဲ့လည်းအခုမဟာမိတ်ချိုးဖောက်တယ် PDF ဆိုတော့ဟာတို့ရဲ့ကျေးဇူးရှင်ဖြစ်တယ်တနေ့ကို나ยีနဲ့အမြရှိခိုးပြီးမှကတော့ရမယ်အဲထဲမှာ PDF ပါတယ် ဆိုတော့ DPGF ဒီနဲ့လည်းမဟာမိတ်အနေနဲ့ချုပ်ဖောက်လိုက်ပြီဆိုတော့ SSPP တွေကိုသူတို့မောင်းထုတ်တယ်တဲ့သူတို့ကရှမ်းပြည်နယ်မှာနေပြီးမှရှမ်းတွေကိုလာမောင်းထုတ်တယ်တဲ့တကယ်ဆိုလို့ရှိရင်အခုနောင်ချုံမြို့နားမှာရှိတဲ့တိမ်ပင်လယ်အပန်းဖြေစခန်းကိုအခုစစ်ခွေးတွေကတိမ်လိုက်ပြီတိမ်ပင်လယ်အပန်းဖြေစခန်းတွေကိုရရှိဖို့ရအတွက် AA တွေ PDF တွေအများကြီးအသက်ပေးပြီးမှတိုက်ခိုက်ရရှိခဲ့တဲ့စခန်းတွေဖြစ်တယ်အခုသူတို့က စစ်ခွေးတွေစခန်းလာတိုက်တဲ့ဥစ္စာကိုစစ်ခွေးတွေကိုသူတို့မတိုက်ဘူးစစ်ခွေးတွေကိုမတိုက်ဘဲနဲ့ PDF တွေကိုတိုက်လိုက် KIAD ကိုတိုက်လိုက်အခု SSPP ပြန်လာပြန်ပြီဒီနေ့ကျမတို့အညာ PDF ကောင်းဆောင်တယ်ကိုနဲ့တတ်ဆိုင်တဲ့ PDF တွေကိုခေါ်ရအောင်။ဘာဖြစ်လို့လဲဆိုတော့ပြဿနာဆိုတာဟာထပ်ပြင်းမှမကြီးပွားတဲ့အချိန်မှာကျတော့အမြန်မြန်ဆုံးကို့ဖန်တဲ့ကိုရှောင်ဖို့ရန်အတွက်လိုအပ်တယ်။ခွေယူတကောင်လာတယ်ဆိုလို့ရှိရင်တော့ခွေယူကတော့သူကမျက်နှာအကုန်ကိုက်မှာပဲ။ဆိုတော့ကျတော့အတိညာရှိတဲ့လူဒီကတော့ခွေးကိုရှောင်ရှားဖို့ရန်အတွက်လိုအပ်လာပြီ။နော်။ကျတော့ KAAD စခန်းဆယ်ခုပေးလိုက်တယ်ဆိုတော့ဟာသူတို့ကိုအပြီးပေးလိုက်တာမဟုတ်ဘူး။တော်လန်ရဲ့အချိန်မို့လို့ 相比你嘛，现在啥子都哈，个吃那么饱，你也别得。 ကချင်နာမယ်ပေါက်နေမယ်ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာကိုကျူးကျော်တဲ့တခိုးချဘိုးတွေကိုအချိန်မြွေမောင်းထုတ်လိုက်လို့ရတယ်။ဒါကြောင့်သူတို့နေလို့ရတယ်။ကျွန်တော် KIAD ကပညာရှိတဲ့အတွက်ကြောင့်သူတို့ကိုလက်တုံမပြန်ဘူး။သူတို့ကတော့တိတ်ဟုတ်တလို့လို့နဲ့ပြဿနာဖြစ်တဲ့အရာအားလုံးကိုဗီဒီယိုရိုက်ပြမှတ်တင်တယ်။ကျွန်တော် KIAD ကဒီနေ့ဒီရဲ့အချိန်ထိ TNLAD နဲ့ဖြစ်တဲ့ပြဿနာတွေမှာလဲကျွန်တော်ကဗီဒီယိုလုံးဝမရိုက်ဘူး။သူတို့ကသူတို့ရိုက်ပြမှတ်သူတို့ကတော့ငါတို့ကဒီလိုလုံနိုင်တယ်ဆိုတဲ့အဥ္စာကိုပြတယ်လို့ဖြစ်နေတယ်။ ဆိုတော့အခုဒီစကိုင်း PDF တွေကသူတို့ရဲ့ပတ်ဆံနဲ့သူတို့လက်နဲ့တွားဝယ်တာသူတို့ကိုဘာထိခိုက်တယ်လဲသူတို့ကိုဘာစော်ကားခဲ့တယ်လဲသူတို့ရဲ့ဘယ်နေရာမှာဘာလာကျူးကျော်ခဲ့တယ်လဲသူတို့လက်နဲ့ရပြီဆိုလို့ရှိရင်အခုအညာမှာချဖို့ရန်တွေ့ဖြစ်တယ်ဆိုတော့အခုဒီ March 16ရက်နေ့ကတည်းကသူတို့ကိုဖမ်းထားခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဟာ10ရက်တင်းတင်းပြီးသွားပြီဆိုတော့ဘယ်လိုလုပ်မလဲเนาะဒီနေ့ဟာ10ရက်တင်းတင်းပြီးသွားပြီ ဆိုတော့ဆယ်ရက်ဆိုတာဟာကျွတ်တို့တော်လာရဲတွေတော့အများကြီးခြေတော့ဆွဲတယ်လို့ဖြစ်တယ်ပြီလို့ရှိရင်အဲ့မှာခဲရန်လက်နဲ့ရဲဆက်သွယ်ရဲပစ္စည်းတွေရဲပက်ဆန်3080ဆိုတာဟာဒီ PDF တွေဘလောက်ထိကြာအောင်တို့ကမ်ပိန်းတွေလုပ်ပြီးမှရရှိခဲ့တယ်လေဆိုတာတော့မသိဘူးနော်ဒါကိုအခုတို့ကလည်းဒါကြီးလည်းအကုန်ယူလိုက်တယ်ပြလို့ရှင်တို့ကိုနှိမ့်ဆက်တယ်ဒီနေ့ကတော့ကျမတို့တို့ကိုလက်စားချိန်မဲ့အချိန်တော့မဟုတ်သေးဘူးစစ်ခွေးပြောင်းတဲ့အချိန်ကျတို့ကတော့ဒီပလောင်တွေဟာမြန်မာနိုင်ငံမှာစာသားပဲရှိတော့မယ် တကယ်လို့အခုဒီစကိုင်းက PDF တွေဟာ NUGD နဲ့သက်ဆိုင်တဲ့ PDF တွေဆိုလို့ရှိရင် NUGD နင့်တို့တာဝန်အကြီးကြီးယူပြီးမှဒီပြဿနာကိုဖြေရှင်းရမှာဖြစ်တဲ့ NUG ရဲ့လက်အောက်ထဲမှာရှိတဲ့ PDF ဒီဆိုလို့ရှိရင်ဒီအခု10ရက်ရှိပြီနင်တို့ဒီ NUG ဒီဘယ်နေရာမှာဘယ်လိုနည်းနဲ့ပါဝင်ပြီးမှဒီ TNLAD ကိုဖြည့်ရှင်ပေးနေတယ်လေဆိုတာလေပီတူလူထုတွေတိချင်ပါပဲဒါကြောင့်ဒီနေ့စကိုင်းက PDF ဒီကိုနှိမ့်ဆက်တဲ့အရာနဲ့ပတ်သက်ပြီးတော့ NUG ဒီတာဝန်ယူပြီးမှဖြည့်ရှင်ပေးပါအညာက PDF ကောင်းဆောင်တွေကိုနဲ့သက်ဆိုင်တဲ့ PDF ကလေးတွေကို TNLADC ကနေမှအမြန်ဆုံးခေါ်ပြီးမှတော်တော်တော်လိုက်ရဲမှဆင်ွဲရအောင် ဆိုတော့အခုဒီ PDF တွေနဲ့ပတ်သက်ပြီးတော့လူဝေဦးကသတင်းဌာနတွေမှာဘယ်လိုပြန်ပြစ်မှပြောမလဲဆိုတာတော့ကျမတို့ဆက်လက်ပြီးမှနားထောင်ကြည့်ရမှာဖြစ်တယ်เนาะအခုဒီနေ့ကျမတို့တော်လာရေးထဲမှာလူမျိုးမရှိဘူးလို့ကျမအချိန်ချင်းပြောခဲ့တယ်လို့ပဲ PDF ကိုချိလို့ရှင်တယ်ကျမတို့ဂျန်နဲ့တော်လာရေးတွေအားလုံးကတော့နားတာပဲเนาะချင်းနေပဲဖြစ်ဖြစ်၊ကရင်နေပဲဖြစ်ဖြစ် coronary ဒီပဲဖြစ်ဖြစ်ဘဲတိုင်းရင်သားပဲဖြစ်ဖြစ် ကျမတို့အားလုံးကတော့နာကျင်ရမှာပဲ အခုတော်လာရဲထဲမှာပါတဲ့သူအားလုံးလည်းစဉ်းစားပြီးတော့ TNLA ခွေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်တို့ဆုံးဖြတ်ဖို့တော့အချိန်ရောက်ပြီလို့ပဲကျွန်မဒီလိုပဲပြောချင်တယ်နော် Now တရင်တဘုတ်နေနေကတော့တရင်ကြီးတော့မဟုတ်ဘူးဒါပေမဲ့အခုမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အတော်အထွာလေးတွေတစ်ခုနှစ်ခုကိုကျွန်မပြောပြချင်တယ်မနေ့ကတော့ဥပိန်တရာရဲ့အောက်မှာဖက်တီမ ကျမောင်စုံစမရောင်းမသူ့ရဲ့တံပြာတီးကအတော်လေး TikTok တွေမှာပေါက်တာကျမလည်းသူ့ရပါတယ်ဆိုတော့အခုသူကတော့သူ့ရဲ့ bike ကကလေးကသူ့ကိုအကျိုးပေးတဲ့အတွက်ကြောင့်ဒီလိုမျိုးရောင်းကောင်းလာတယ်သူ့မှာအကျွေးရှိတဲ့ဥစ္စာတွေလည်းပဲဒီကရတဲ့ပတ်စံနေနဲ့အကျွေးစီဆက်ပြီးမှအာမိသားစုရဲ့ဝမ်းစာရေးကိုလှုပ်ရှားနေတယ်ဆိုတဲ့ကိစ္စကိုလည်းသူပြောပြတာကိုကျမကြားပါတယ်ဆိုတော့မနေ့ကကျတော့ FDA ကနေမှလာစစ်ပြီးတော့ဒါကကျမရေးနေမကောင်းဘူးပေါ့နော်ဆိုပြီးမှပိတ်လိုက်တယ်တဲ့ ဆိုတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာ FDA စစ်ပြေးမှသာပိတ်ရမယ်ဆိုလို့ရှင်ယေထာလန်မှာရောင်းတဲ့စားတောက်ဆိုင်တဲ့အားလုံးဘေး FDA ကဒါကကျမရင်းနဲ့ထိခိုက်တယ်လို့ပြောတယ်လေ FAD ကိစ္စနဲ့ပြောမယ်ဆိုလို့ရှင်ဒီနေ့ကျမတို့မြန်မာနိုင်ငံဟာ FDA နဲ့ညှိစွန်းတဲ့အစားအသောက်တွေအများကြီးပဲယေထာလန်တလျှောက်လုံးမှာရောင်းတဲ့အစားအသောက်တွေကားဂိတ်ဒီမှာရောင်းတဲ့အစားအသောက်တွေကျတော့မြန်မာနိုင်ငံဟာလမ်းဘေးအစားအသောက်တွေစားတာများတယ်ဆိုတော့လမ်းဘေးဒီမှာရောင်းတဲ့ ဝတ်သားတုတ်ထိုးကြီးကအစဖရဲတီခွဲစရောင်းတဲ့အစဘဒူကများဒါက FDA နဲ့ညှိစွနေဆိုပေမှဘေးဆိုင်ကိုဖမ်းတယ်လေဒီနေ့ဒီဥပိန်တရာရဲ့အောက်နားမှာချင်ပေါင်းတွေအများကြီးရောင်းတယ်အချင်ပေါင်းအားလုံးရောင်းတဲ့သူအများကြီးထဲကမှမဒီဖက်တီမရဲ့ချင်ပေါင်းက FDA နဲ့ညှိစွန်းတလားနော်ဒါကြောင့်နင်တို့စစ်ခွေးတွေရဲ့ FDA က လူကိုခွဲခြားပြီးမှ FDA စစ်တာမျိုးလားဆိုတာလဲစဉ်းစားကြည့်ပါလို့ပဲဒါပဲပြောချင်တယ်เนาะပြီးရင်နောက်တစ်ခုကတော့အခုကျမတို့ကချင်ပြည်နယ်မှာတိုက်ပွဲတွေနေရာတကာဖြစ်တယ်လို့မနေ့ကတရင်ထဲမှာပြောခဲ့တယ်လို့ပဲ23ရက်နေ့တုန်းကဝိုင်းမော်နားမှာရှိတဲ့လက်မြောင်ကျဲရွာမှာတိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတော့အဲ့တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ24ရက်နေ့တုန်းကတော့ဝိုင်းမော်စစ်ရှောက်တွေမှာတွားပြီးမှဆူတောင်းပေးနေတဲ့တေအုပ်ဆရာကို ဖမ်းခေါ်သွားတယ်တဲ့ဘာကြောင့်ဖမ်းတယ်လဲဆိုလို့ရှိရင်တော့ဘာကောင်းစင်မှမပေးဘူးရိုးရိုးတတနဲ့ကို့အိမ်ထောင်မှာနေပြီးမှဒီစစ်ဘေးရှောင်နေတဲ့ကျွန်တော်ခရီးယန်မိသားစုဒီကိုတွားပြီးမှဆူတောင်းပေးတယ်စံစာကြီးလုတ်ပေးတယ်ဒီလိုမျိုးပတ်စတာကိုဖမ်းသွားတယ်ဆိုတော့အခုစစ်ခွေတောက်တိုင်တွေကိုလုတ်တဲ့အချိန်မှာကျတော့နင်းတို့ဘာရာဘာရာလို့ပြောနေတဲ့အခုမပါတကငပောက်ကတော့နေနင်းတို့អော်လေ ကျော်မျိုးမင်းနေဒီနေ့အော်ရာမကြဘူးစာကလေးကောင်းအော်ရာမကြဘူးဟိုမှာဘုန်းကြီးကျောင်းမှာပဲကတ်နေတဲ့တုံးပေတလက်မှာအော်ရာတွေမကြဘူးဘယ်ရောက်နေတယ်လဲနင်းတို့ပါစက်တယ်ဆိုတော့အခုကျွန်တော်တို့နောက်တင်းတပုတ်အနေနဲ့ကတော့အောင်ပွဲတင်းနေနဲ့အရင်သွားမယ်နော်ဘုကောတန်ကြောက်တရမြို့နယ်မှာရှိတဲ့စစ်ခွေးတွေရဲ့စင်ဦးလဟာကျေးရွာမှာအထိုင်ချထားတဲ့စစ်ခွေးစခန်းတွေကိုပူပေါင်းတော်လာရဲ့အဖွဲ့မှာမတ်လ25ရက်နေ့မနေ့ကမနေ့အစောကြီးပေါ့နော် နှစ်နာရီခွဲကျော်ကျော်လောက်မှဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးစစ်နှစ်ကောင်တည်သွားပြီးမှ15ကောင်ကတော့ပြင်းပြင်းထန်ထန်တရားရတယ်။ပြုလို့ရှိရင်လည်းကျတို့ခေရလက်နဲ့တည်းလည်းအများကြီးအဲတိမ့်စီရရှိခဲ့တာဖြစ်တဲ့တော်လာရဲတွေတော့လည်းဂုံယူလို့မဆုံးပါဘူး။ပြီးရင်နောက်အောင်ပွဲတစ်ခုကတော့မန္တလေးတိုင်းမနောကန်ရွာရဲစခန်းနဲ့ကောင်းကွေးရွာပြူစော့တီစခန်းကနေမှဒီရဲခွေးနဲ့ပြူခွေးငါးကောင်ကစိုက်ကဲ၃စီးနဲ့ကန်ရွာဘက်ကို အာလက်စစ်မီတာခတော့ကောက်ဖို့ရန်အတွက်သွားတဲ့အခါမှာကျွန်တော်တော်လာရဲဒီဘက်ကနေမှခေါင်းကွဲရနဲ့ကန်ယူအားချာမှာကျွန်တော်တော်လာရဲဒီဘက်ကနေမှစောင့်ကြည့်ပြီးမှပြက်ခတ်တိုက်ခိုက်ခဲ့တဲ့အခါမှာအဲ့မှာခွေးနှကောင်ကတော့နေရမှာတင်ပွဲချင်းပြီးတဲ့သွားမှတုံးကောင်ကတော့သူတို့ပါလာတဲ့ဆိုင်ကဲနဲ့ပဲထွက်ပြေးလို့မြောက်သွားခဲ့တယ်ဆိုပြီးမှဒီ Justin Warrior First ကနေမှမနေ့က March 25ရက်နေ့မှာဒရင်ထုတ်ပြန်ထားတာဖြစ်တယ် စစ်ခွေးတွေနေရာတကာမှာစောင်းကြွစောင်းကြွလို့လို့မရဘူးနေရာတကာမှာကျတော့တော်လိုင်းရဲတွေရှိတယ်เนาะပြီးရင်နောက်အောင်ပွဲတရင်တခုအနေနဲ့ကတော့တနင်းတာရီတိုင်ထဝဲခရိုင်ရဲမြို့နယ်တွေးရွာနဲ့ကြောက်ကញင်ရွာကြားရဲထဝဲအမတ်ရှိပြည်ထောင်စုလက်မှတ်ကြီးမှာကင်းဆောင်ဖို့ရအတွက် အဲထွက်လာတဲ့စစ်ခွေးအကောင့်150နဲ့နေရာကိုကျင်ကို ထဝယ်အမျိုးသားလွတ်မြောက်ရေးရေဖြူပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဒီဘက်ကနေပူပေါင်းပြီးမှဂျားဝန်တိုက်ခိုက်ခဲ့တဲ့အခါမှာအဲစုစုပေါင်း20အဲမှာနေရာမှာတင်ပွဲချင်းပြည်တည်သွားတယ်ပြီးတော့ KNL နဲ့ဒီလေရရှိတယ်အမရ304ဘက်ကနေတော့နော်လက်နက်ကြီးကြီးနဲ့ပစ်ကူတယ်ပြီးလို့ရှိရင်ပါရာမော်တာနဲ့လည်းပဲအပေါ်ကနေပစ်ကူတယ် ကျမတို့ရဲ့အောင်မြင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတဝဲမျိုးသားလူမျိုးရဲ့တတ်မတော်နဲ့ပြည်သူကကွယ်ရေးတပ်ဖွဲ့ကနေမှသတင်းထုတ်ပြန်ထားတာဟုတ်တယ်နော်ပြီးရင်နောက်သတင်းတပုတ်အနေနဲ့တော့ကျမတို့ဗီဒီယိုတော်တော်လေးနားထောင်ကြည့်ရအောင်နော်အန်လစီမန်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံခြားခရီးစဉ်သွားတဲ့တောက်ရှုံကျွန်တော်သတင်းမပြတ်ကြည့်တာဗောနော်ကြည့်တော့သူ့ရဲ့လှုပ်ဆောင်ချက်တွေအားလုံးဗောနော်ကျွန်တော်နိုင်ငံကြီးကမကြခင်မှာအလွန်တရာကိုဖွံ့ဖြိုးတိုးတက်ပြီးတော့ကောင်းမွန်လာမယ်လို့မြင်မိတယ်ဗောနော် ဟုတ်လဲဆိုကျွန်တော်ဒီသတင်းလေးတွေကိုစင်ဆက်မပြတ်ကျွန်တော်ကြည်တာကိုသတင်းကိုလေကြည်တဲ့အတွက်တိုင်းပြည်အတွက်အများကြီးကောင်းလာနိုင်တဲ့အကျိုးဖြစ်ထိုးမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဝမ်းမတတာနဲ့လည်းကြိုးစားခြင်းဖြစ်ပါတယ်အခုတိန်းတောင်ခွေးကအာနာတိန်းပြီးတဲ့နောက်ပိုင်းမှာသူထွက်ခဲ့တဲ့နိုင်ငံလေးနိုင်ငံရှိခဲ့တယ်လို့ပြောရမှာပေါ့နော်အစတုန်းကဒီ RCA နဲ့တွားတယ်ဒါပေမဲ့ခွေးကလူလိမ်ဖြစ်သွားတဲ့အခါသူ့ကို RCA ကလည်းဘယ်သူမှမဖိတ်ဘူးလေနှစ်ပြည့်ခါနီးကြာမှပဲเนาะမိနစ်၃က တရုတ်ဘက်ကနေမှသူ့ကိုခေါ်တဲ့အတွက်ကြောင့်ခွေးချပူကတော့အမီတနနနဲ့တရုတ်ပြည်ကိုသွားခဲ့တာရှိတယ်။ပြီးလို့ရှိရင်သူ့ရဲ့ဝရမ်းပြေဖို့ဖြစ်တဲ့ပူတင်ကနေမှသူ့ကိုခေါ်တယ်။ပြီးလို့ရှိရင်ရာဇဝတ်ကိုင်းကောင်းဆောင်ဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံကိုသွားခဲ့တယ်။ဆိုတော့ဒီနိုင်ငံတွေကိုသွားတဲ့အဥ္စာကိုသူကနားထောင်တယ်အများနဲ့နားထောင်တဲ့အတွက်ကြောင့် အဲမြန်မာနိုင်ငံကြီးကမကြခင်မှာတိုးတက်လာမယ်လို့သူကယုံကြည်တယ်လို့ပြောတယ်ဆိုတော့အခုဒီနဲ့လဲနစ်ကြော်လာတဲ့အချိန်မှာမြန်မာနိုင်ငံကြီးကတိုးတက်နေသလားအမောင်ထုထဲမှာနေရသလားဆိုတာဒီခွေးဒိန်းတောင်ကမသိဘူးပြီးလို့ရှိရင်နောက်တစ်ခုကအခုဒီငါးမင်းဆွေကိုခွေးချဘူကိုတယောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မနစ်တုန်းကနိုဝင်ဘာ9ရက်နေ့တုန်းကကြိုက်ထူရေးစခန်းကနေဖမ်းဆီးခဲ့တယ်ပြီးမှမနေ့ကတော့သူ့ကိုထောင်တန်း၃နှစ်ဆိုပြီးမှ အာဘယ်လိုပြောမလဲအာထောင်တန်တုံးတုံးနစ်ဆိုပြီးမှသူ့ကိုစီရင်ချက်ချခဲ့တယ်ဆိုတော့ဒါမျိုးတယောတာကိုငါမင်းဆွေကိုတော့905ကကြီးနဲ့ထောင်တန်တုံးနစ်ဆိုလို့ရှိရင်အရင်တုန်းကတိန်းတောင်တွေဆိုလို့ရှိရင်စစ်ခွေးတွေကိုဘလောက်စင်ပေါ်ကနေတယောခဲ့တယ်နောက်တစ်ခုကတော့ဘာသာရေးချစ်ကြောင်းများမတိခဲ့ဘူးဆိုတော့သူတို့ဖုန်ကြီးစာတွေရွတ်ခဲ့တယ်ဒီနေ့ဒီအကြီးအချိန်ကြမှာပဲ PDF တွေကဘာသာရေးကိုလုတ်တယ်ဆိုပြီးမှငပောက်တို့ခုဒီနီပိန်းတွေကဘာသာရေး ဲကိုခုတုံးလုပ်တယ်ဘာသာရဲကိုဇော်ကားတယ်လို့ပြောတယ်ဆိုတော့အခုဒီဒိန်တောင်ဒီချစ်ချောင်းများမသိခဲ့ဘူးဆိုတော့ဒီဇော်ပိုင်ရဲ့တချင်းနေနဲ့စင်ပေါ်ကနေလုတ်ခဲ့တာသူတို့မကြားခဲ့ဘူးလားမသိဘူးဘာကြောင့်သူတို့မဖတ်နိုင်လဲဒါတော့အအောင်ရှာကောင်းတယ်နော်မြန်မာနိုင်ငံမှာကတရားဥပဒေဆိုတာဟာရှိတဲ့တူအတွက်ရှိပေမဲ့မရှိတဲ့တူအတွက်မရှိဘူး နော်ဒါကြောင့်တရားဥပဒေဆိုတဲ့စကားတခြားစကားလုံးနဲ့ပြောလို့မရလို့ဒါကျွတ်တော့ကတရားဥပဒေလို့ပြောတာတကယ်ဆိုလို့ရှင်တော့တရားဥပဒေမဟုတ်ပါဘူးလိုအပ်တဲ့အချိန်မှာသုံးတဲ့ဥပဒေလို့ပြောရင်တောင်ပုံမှန်အဆင်ပြေမယ်နော်ပြည်သူတွေအားလုံးစက်မပြည့်ရှိကြပါစေ